တက္ကသိုလ်ဝင်ဆောင်ွေးပွဲနဲ့တက္ကသိုလ်ကောလိပ်ဆောင်ွေးများတပြိုင်တည်းကျင်းပမှာဖြစ်၍ဆောင်ွေးဖြစ်ဆိုချိန်နဲ့စာချက်ချိန်စာချက်မှတ်ချိန်ကာလများအတွင်းလျှက်စစ်တအားရရှိရေးဆောင်ရွက်ရန်လျှက်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်ပိုရှင်ဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံတော်ဝန်ကြီးချုပ်ရုံပြည်ထောင်စုဝန်ကြီးဟိုချိုကြီးတင်အောင်ဆန်းကပြောကြားပါတယ်။မလာ6ရက်နေ့ကနေပြီးတော့ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးခန့်မှန်းမှာကျင်းပတဲ့လျှက်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် နှစ်မြန်ဆောင်2025အစည်းအဝေးတွင်၎င်းကထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပါသည်ပြည်ထောင်စုဝန်ကြီးကမလ18ရက်နေ့မှ22ရက်အတွင်းတက္ကသိုလ်ဝန်ထမ်းနှင့်တက္ကသိုလ်ကောလိပ်ဆောင်ဝန်များတပြိုင်တည်းကျင်းပမှာဖြစ်တဲ့အတွက်တာဝန်ဖြစ်ဆိုခြင်းကာလနှင့်စာချုပ်မှတ်ချိန်ကာလများအတွင်းတရားစင်စစ်မပြတ်ရရှိရအထူးအလေးထားဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်မိမိနေပြည်တော်ဒေသတွင်အခက်အခဲရှိ၍လက်ရှိရောက်ရှိနေထိုင်ရာဒေသရှိစာစစ်ဌာနတွင် တက္ကသိုလ်ဝင်ဆောင်ွက်ဖြေဆိုလို့သူចောင်းသားများရှိပါကဖြေဆိုရမတိုင်ခင်တရညနေပိုင်းအထိစရင်ပေးသိရဖြေဆိုခွင့်ပြုထားကြောင်းဖေဖော်ဝါရီလ28ရက်နေ့ကနေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးအမှတ်73ရှိအစည်းအဝေးခမ်းမမှာကျင်းပတယ်ပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာညွန့်ဖေကတက္ကသိုလ်ပါမခချုပ်များပညာရေးဒီဂရီကောလိပ်အကျောင်းကြီးများတိုင်းသာကြီးများနဲ့ပြည်내ပညာရေးမှုများနဲ့တွဲဆုံပွဲမှာပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာညွန့်ဖေကပြောကြားထားပါတယ်